ာကာသအကြောင်းသိကောင်းစရာဗီးနပ်စ်ဂျူလို့ခေါ်တဲ့တောက်ကြကျူအကြောင်းလေ့လာကြည့်ရအောင်ဆာလဖာနဲ့ဆာလဖျူရစ်အက်ဆစ်တွေနဲ့ဖွဲ့စည်းထားတဲ့အဝါရောင်တိမ်တိုက်တွေကတောက်ကြကျူကိုလမ်းဆောင်ထားတာမို့ ဗီးနပ်စ်ရဲ့မျက်နှာပြင်ကို အလင်းပြန်စေတာပေါ့ဒါကြောင့်ဗီးနပ်စ်ဂျိုဟာလကဘာပြီးရင်အတောက်ပဆုံးဂျိုတစ်ခုပေါ့ကွယ်အရွယ်အစားကကဘာနီးပါးရှိပေမဲ့ဤအဖွဲအစည်းထဲမှာအပူပြင်းဆုံးဆိုဖြစ်ပြီးမီးတောင်ချိုင်းနဲ့တောင်တန်းတွေလည်းရှိတဲ့တဲ့ကဘာဂျိုသူသားတွေနေထိုင်ရာကဘာဂျိုပေါ်မှာတစ်တော်ကန်တာရရီသမုတ်တရာတွေနဲ့ဖွဲ့စည်းထားတာပေါ့ ကမာမြေကြီးရဲ့90ရာခိုင်နှုန်းဟာရေတူးဖြစ်ပြီးတမုတ်တရာတွေက ဖုံးလွှမ်းထားတာကြောင့်ကမာကိုအပြာရောင်အဖြစ်မြင်ရတာပေါ့ကွယ်။ကမာမှာဂျိုယန်လာတစ်စင်းရှိပြီးတော့ကမာကိုတလားတစ်စင်းလက်ပတ်နေတဲ့တဲ့။ဒီနေ့တိုးတက်တဲ့ခေတ်မှာတော့အာကာသရင်မူးတွေကလက်ကမာကို သွားနေကြပြီနော်။ Neil Armstrong ဆိုတဲ့လက်ကမာကို ပထမဆုံးရောက်ရှိဖူးတဲ့လူသားလို့ဆိုရမှာပေါ့ကွယ်။ လိုအာဂါတာထဲမှာခရီးသွားဖို့ဆိုရင် စနေတကြားလေးစင်ထားတဲ့သူကိုပဲဆေလိုလို့ရှိရယ်။အဲလိုလူမျိုးကိုအာဂါတာရှင်မူးလို့ခေါ်ပါတယ်။အာဂါတာရှင်မူးကပြင်ပကိုထွက်ဖို့အာဂါတာဝစ်ဆောင်ကိုဝစ်စင်ကြရတဲ့တဲ့အာဂါတာထဲမှာလေးမရှိတာကြောင့်သူရဲ့ဝစ်ဆောင်ကလေးကိုတန်ဆောင်ပေးရပေါ့။ဒါမှအသက်ရှင်လို့ရမှာပေါ့။အာကာသာထဲကိုသွားဖို့အတွက်အာကာသာရင်မူးဟာ အာကာသာလွန်ပြန်ရင်ကို စီးကြရပါတယ် ဲ့ဒီရင်ဟာဇန်လင်ရင်ထက်အစ40နီးပါးပိုမြန်ပါတယ်ကဲနောက်တဲ့ဇူတစ်ခုကြောင့်ဆက်ပြီးလေ့လာကြည့်အောင်နော်ဒီကားကကဘာနဲ့အနီးဆုံးကမတ်ဂျိုလို့ခေါ်တဲ့အင်္ဂါဂျိုအကြောင်းကို ပြပြပါမယ်။အဲဒီဂျိုဟာ အလွန်အေးပြီးတော့ရေဟာရေခဲသွင်းတဲ့တီရှိတာပေါ့။သူမှဂျိုယန်လနှစင်ရှိတယ်။ မတ်စ်ဂျိုရဲ့အမြင့်ဆုံးတောင်ကကမ္ဘာအမြင့်ဆုံးတောင်ထက်သုံးဆရာပိုပြီးတော့ကြီးတဲ့ကွယ်မာဂျူရီဂျိုဗုဒ္ဓဟူးသူဟာနေနဲ့အနီးဆုံးဖြစ်ပေမယ့်အပူဆုံးဂျိုတော့မဟုတ်ဘူးပေါ့ကွယ်အပူဆုံးကဗီနက်စ်လို့ခေါ်တဲ့တောက်တာဂျိုပေါ့ကမ္ဘာဟာမာဂျူရီထက်၁၈ဆပိုကြီးပါတယ်အတလန်တိတ်တမုတ်တရားနီပါအကျယ်ဝင်းရှိတဲ့မာဂျူရီဂျိုဟာကြောက်တောင်းတွင်နေဖွဲ့စည်းထားပြီး သူ့အပေါ်မှာလဒါမှမဟုတ်ရေမရှိပါဘူး။ဂျူပီတာဂျိုဂျာတာပရင်းဂျိုဟာနေအဖွဲ့အစည်းထဲမှာတော့အကြီးဆုံးဂျိုပေါ့။ဂျူပီတာဂျိုမှာလ63စင်တောင်ရှိတဲ့။စိတ်မစားစရာကောင်းတဲ့အချက်ကဂျူပီတာဂျိုပေါ်တိုက်ခတ်နေတဲ့နှစ်ပေါင်း350တောင်စာနေပြီဖြစ်တဲ့မုံတိုင်းပါပဲစီတန်းကျူစနီကျူဒီကျူဟာ ပပကွင်းနေရှိတဲ့တခုတည်းသောဂျူဖြစ်ရုံမကအလားပါဆုံးဂျူကွေကပပကွင်းတွေကိုရှေခဲနဲ့ကြောက်တုံးတွေနဲ့ဖွဲ့စည်းထားပြီးတချို့ကြောက်တွေကကားလောက်ရှိတယ်လို့တချို့ကကြောက်စရဲလောက်ပဲရှိပါသတည်း Uranus နဲ့ Venus ဂျူနဲ့ Neptune ဂျူဟာရေမရှိပဲဓာတ်ငွေ့တွေနဲ့ပြည့်နေတာမို့အပြန်အလှန်ဖြစ်နေတဲ့ Uranus ဂျူဟာကပပကွင်းတွေရှိပေမဲ့အလွယ်တကူမမြင်နိုင်ပါဘူး တခြားဂျိုရီနဲ့မတူရာကယူရီနက်စ်ဂျိုဟာကိုပိုင်ဝင်ဦးပေါ်မှာလဲနေတာပါပဲကဲနောက်ပြန်ဂျိုတစ်ခုကြောင့်ဆက်ပြီးလေ့လာကြည့်အောင်နော်နောက်ပြန်ဂျိုဟာမောင်မဲအင်းမြပြီးလေးတိုင်တုံးပြင်ထန်ပါတယ်ကဘာပေါ်မှာ24နာရီရှိပြီမဲ့နောက်ပြန်ဂျိုမှာတော့တရက်ကို6နာရီရှိတဲ့တဲ့ ဒီမှာအဝေးဆုံးဂျိုဖြစ်ပြီးဒီကိုတစ်ကြိမ်လက်ပတ်ဖို့165နှစ်တောင်ကြာမြင့်တဲ့ကွယ်။နီနီဟာတခြားကျယ်တွေလိုပဲလောင်ကျွမ်းနေတဲ့အလုံးစီပေါ့။နီရဲ့မျက်နှာပြင်ကစူပွက်နေတဲ့ရေထက်အစာ60ပူပူပြင်းလို့ဘယ်သူမှမနေနိုင်ပါဘူး။တခြားဂျိုရီကို အလေးအောင်နဲ့အပူပူပေးစီပါတယ်။ ။လေရဲ့အပူသားမရှိရင်သက်ရှိတွေကဘာပေါ်မှာမရှင်တန်နိုင်ဘူး။ကဘာပေါ်ကလွတ်တင်လိုက်တဲ့ဂျိုဒုဒစင်းဟာနေကိုရောက်ဖို့အသုံးနဲ့ကြတဲ့တဲ့။ဒီနေ့တင်ဆက်ခဲ့တဲ့အကြောင်းအရာလေးကကျမတို့နေထိုင်တဲ့ကဘာကြီးရဲ့ဘာဝင် နေကိုလဲပန်နေတဲ့ဂျိုကြီးရှစ်လောင်ရဲ့အကြောင်းကိုအမှုတူတာဖြစ်စေဖို့ရည်ရွယ်ပြီးဂျိုတခုချင်းစီရဲ့အရွယ်အစားနဲ့သူချချက်တွေကိုအသေးစိတ်ပြပြပေးခဲ့လို့နားလည်ရတဲ့သူစီမင်းတို့ညွန်လင်ပါတယ်။ ဒီပုံပြလေးကိုနားထောင်ပြီးဘုဘူးတုဒ်ကျဲွားတဲ့တသားမိမိတွေပြင်လာပါစေလို့ဆန္ဒပြုလိုက်ပါတယ်။